ခုနောက်ပိုင်းမှာကျတော့ကက်သလစ်ဘာသာဝင်တွေကဒီမိုကရက်တစ်ပါတီကိုရောကွန်ဆာဗေးတစ်ပါတီကိုရောနှစ်ခုလုံးကိုမဲပေးလာကြ။နိုင်ငံရေးမှာဘာသာရေးကတိတ်ပြီးတော့ကွဲလွန်းမှုဆိုတာတိတ်မရှိသလိုဖြစ်။ဆိုလိုတာအရင်တော့ကွန်ဆာဗေးတစ်ကပရိုတက်စတန်တွေဖြစ်ပြီးတော့ဒီမိုကရက်ကကက်သလစ်ဘာသာဝင်ဖြစ်ခဲ့။ခုကြတော့ဒီမိုကရက်ဒီမိုကရက်တရားကက်သလစ်ဘာသာဝင်တွေဘာလို့ပြောလို့မရတော့ဘူး။ကက်သလစ်ဘာသာဝင်တွေကလည်း ဒီမိုကရက်တွေကကွန်ဆာဗေးတစ်ကိုအခုအခုမဲပေးကုန်မဲပေးကုန်တော့အခုရွေးချယ်တင်မြောက်တဲ့နေရာတွေမှာဒီမိုကရက်တွေကိုလူထုကစိတ်ပြက်လာတယ်ပါတယ်ပါလာတဲ့အချိန်မှာလူထုတွေမှာကက်သလစ်ဘာသာဝင်ဖြစ်လင်ကစားဒီမိုကရက်တွေကိုမကြိုက်တော့ဘဲနဲ့ကွန်ဆာဗေးတစ်ကိုပြန်ပြီးတော့မဲပေးလာကြမဲပေးလာကြတော့အခုဆိုရင်ဒီကွန်ဆာဗေးတစ်တပ်မတော်တွေကပြန်ပြီးတော့အာရရလာကြတာလေးရှိလာတယ်အခုကျွန်တော်တို့ကသတိထားမှာက နိုင်ငံခြားဝင်လာတဲ့နိုင်ငံခြားသားတွေအားလုံးဟာဒီမိုကရက်ပါတီကိုပဲမဲပေးနေခဲ့ကြတာညတယ်ဒီမိုကရက်တစ်ပါတီတွေဝင်လာကြတာညဆိုလိုတာဒီမိုကရေစီဆိုတဲ့အွန်လိုင်းရဲ့လူတွေကိုထောက်ခံကြတာများတယ်နိုင်ငံခြားသားအကုန်လုံးကျွန်တော်နိုင်ငံတွေကတရုတ်တွေမွတ်စလင်တွေအားလုံးအဲ့ဒီမှာဟိန္ဒူတွေမပါဘူးဟိန္ဒူတွေကဒီမိုကရက်တွေကိုအားမပေးဘူးကျွန်တော်သိတယ်ဒီနိုင်ငံထဲမှာရေဘူးအဖြစ်ပြောတာတော့ ်ဟိန္ဒူတွေမှအပကျန်တဲ့နိုင်ငံသားတွေဘာသာကြားတွေအကုန်လုံးဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေအကုန်လုံးဒီမိုကရက်တွေကိုအားပေးတယ်ဒါမဲ့ဗုဒ္ဓဘာသာဗိမဲ့လေဒီမိုကရက်တွေကိုဒီမိုကရက်တစ်မဟုတ်တဲ့လူတွေကိုကျွန်တော်နိုင်ငံထဲမှာအားပေးတာရှိတယ်အဲ့ဒါအမေရိကန်ပြည်တော်စုနဲ့ဘာနဲ့သွားတူသွားတယ်ဆိုတော့အမေရိကန်ပြည်တော်စုမှာ conservative တွေကိုကြတော့ protestant တွေကပဲအားပေးတယ် protestant တွေကဒီမိုကရက်ကိုအားမပေးဘူးဒါပေမဲ့ catholic တွေကကြတော့ ဒီမိုကရက်ကိုလည်းအားပေးတယ်ကွန်ဆာဗေးတစ်ကိုလည်းအားပေးတာဖြစ်လာတယ်။ဟောကျောင်းနိုင်ငံမှာဒီဘာသာရေးတွေကွဲပြားမှုကလည်းနိုင်ငံရေးတက်ရောက်မှုမှာအရေးကြီးတယ်။အရေးကြီးတယ်။အဲတော့ဘာသာကြားတွေများရင်ဒီမိုကရက်တွေကအင်အားကြီးမယ်။အဲ့လိုအင်အားကြီးဖို့အတွက်ဒီဒီမိုကရက်တစ်ပါတီအာဏာရရင်အဲ့ဒီနိုင်ငံသားတာဘာသာကြားသားတွေကိုကျွန်တော်တို့နိုင်ငံတွေကိုဆွဲသွင်းဖို့တဲ့ဥပဒေတွေကိုပြင်လိုက်တယ်။အဲ့ဒီအတွက် ဲ့လိုလူတွေလောက်လာခဲ့ရင်အဲ့လိုလူတွေဖြစ်လာခဲ့ရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြလဲသူတို့လက်ထက်မှာအာဏာရှိသွားပြီကျွန်တော်တို့ဘာလို့လို့ကျွန်တော်တို့ဘာပြောပြောသူကနှိတ်ကွတာပြောတော့ဒါလွတ်လပ်စွာပြောပိုင်ခွင့်ပေါ့ဘာခွင့်ညာခွင့်လောက်တာတကယ်တော့ကြတော့ဒေါ်လာထရန့်ကိုထောက်ခံပြီးတော့ပြောဆိုခဲ့တဲ့ချာလီကတ်လောက်ကြခံလိုက်ရပြီသေသွားပြီသူ့ဘာသာစကားပဲပြောတာတော့လက်နဲ့တောင်ကိုင်းတာမဟုတ်ဘူးကဲဒေါ်နယ်ထရန့်ကွန်ဆာဗေးတစ်ကိုထောက်ခံတဲ့လူကို တတ်လိုက်တဲ့လူတွေကဘယ်သူတွေဖြစ်မလဲပြောဒီမိုကရက်တွေပါမဟုတ်လားအဲ့ဒီဒီမိုကရက်တွေဘက်မှာအမေရိကန်ပြည်ထောင်စုရဲ့အောက်ွယ်ရတကယ်အစိုးရကြီးရိတ်လို့အစိုးရကြီးရအဲ့ဒီဒီမိုကရက်တွေဘက်မှာပါနေခဲ့တယ်ဒီမိုကရက်တဲ့ဘက်တော်သားအဲ့ဒီအဓိကအစိုးရကြီးအဲအကြောင်းဒီမိုကရက်တွေရဲ့အမေရိကန်ပြည်ထောင်စုမှာတပန်းသားကွန်ဆာဗေးတစ်တွေကိုလိုက်ပြီးတော့သူတို့ကလောက်ကြံနေကြတမရမဖြစ်ခင်နာမည်ကြီးရဲ့လူလူတယောက်ဖြစ်မလာခင်မှာတွေကအသက်ရှင်ဝင်သူတို့ကမပေးဘူး လိုက်ပြီးတော့လောက်ကြံတက်ဖြတ်တယ်နီးမျိုးစုံနဲ့အခုချာလီကတ်အမေရိကန်အမရဒေါ်နယ်ထရန့်ကိုထောက်ခံပြီးတော့သူကပြောဆိုတဲ့လူသူနဲ့စကားချင်းရှင်ပြောရင်နိုင်အောင်ပြောလေနိုင်အောင်ပြောလေစကားချင်းရှင်ပြောတာပဲစကားချင်းရှင်ပြောလို့မနိုင်ကြဘူးတက်ကတော်တွေမှာရှောက်ပြီးတော့ကားဆစ်ထိုးတာစကားချင်းရှင်ပြောလို့တော့မနိုင်ဘူးစကားချင်းရှင်ပြောလို့မနိုင်တော့ဘာလုပ်လဲတနှက်နဲ့ပြတ်သက်လိုက်အဲ့ဒီဟာဒီမိုကရက်တရဲ့လောက်ရကဲအဲ့ဒီဒီမိုကရက်တရ ကောင်းတယ်မကောင်းတယ်လို့ကျွန်တော်မဆိုလို့သူတို့လောက်ရက်တွေမှာကောင်းတာလည်းရှိတယ်လို့မကောင်းတာလည်းရှိတယ်ဒါပေမဲ့လည်းသူတို့ပါဇက်ကလူတိုင်းပေါ့ဘာသူမဆိုပါဇက်ကအရွယ်တကူပြောတိုင်းမယုံနဲ့သူတို့လောက်ရက်တွေကိုကြည့်ဆိုလိုတာဘသူကိုမှမယုံနဲ့စဉ်းစားချင်းတယ်အဲ့ကျွန်တော်တို့မဲပေးတဲ့အချိန်မှာလည်းအဲ့လိုလူတွေကိုမဲမဲပေးမိအောင်အဲ့လိုလူတွေနိုင်ငံကိုရဲ့အာဏာကိုပိုင်တဲ့လူတွေလောက်ချင်တာလောက်ခွင့်ရတဲ့လူတွေဖြစ်မသွားအောင်ကျွန်တော်ကနီးမျိုးစုံနဲ့တားဆီးရမယ်ဘယ်ပါတီဝင်ဖြစ်စေပေါ့နော်အဓိကလူပဲ အဲ့ဒီလူအာနာရဝိုင်းဘာပီပါတီကြီးဖြစ်ဖြစ်ဘာပါတီရဲ့မူဝါဒဘာကြီးပဲဖြစ်ဖြစ်အဲ့ဒီလူတယောက်သူအာနာရဝိုင်းလို့သူလောက်ချင်တာလောက်တာပောက်ခဲ့ရလို့ရင်နိုင်ငံခံရတယ်